အလိုမင်္ဂလာပါခုကျွန်တော်ဒီချင်းမ University ရဲ့ဒီ Down Care University ကိုရောက်နေတာဖြစ်ပါတယ်ဒီကကျွန်တော်ဘာလုပ်လဲဆိုတော့ S SCB Bangkok လာဖွင့်တာဖြစ်ပါတယ်ဗောနော SCB Bangkok ဆိုတာကျွန်တော်တို့ကျောင်းသား student ID လောက်ရချိန်မှာမရှိမဖြစ်လိုအပ်တဲ့ requirement တစ်ခုလည်းဖြစ်တယ်ကျွန်တော်ဒီအဘိုးဒီရမှာလာလို့ရချိန်မှာဘာတွေကြုံရလဲဆိုတဲ့ဟာမျှဝေပြီးတော့ပြီးတော့မှာဖြစ်တယ်ပထမဆုံးကျွန်တော်အထင်ဝင်လိုက်ရချိန်မှာသူတို့အာ service ပေးတဲ့လူတွေရှိရမှာအများဆုံးတော့ထိုင်းတကားပဲပြောကြတာ ရှိရဲသို့ပေမဲ့သူတို့စာပေးရတော့အရန်ကောင်းတယ်ကျွန်တော်ကိုအတိအချာလေးအဲလမ်းညွှန်မှုတွေပေးရပါတော့အမှကျွန်တော်အဲ့ဒီဘန်ကောက်လောက်တဲ့ချိန်မှာကျွန်တော် passport ကြီးပြတယ်ပြီးကျွန်တော်ကျောင်းကပေးတယ်ဒီအထောက်ခံစာပို့လက်မျိုးပေါ့နော်ဒီကျောင်း as a student ကဒီဘန်ကောက်ဖွင့်ပို့လို့လေဆိုပေထောက်ခံစာလေးပါတယ်သို့တော့ဘာတွေဘာတွေကြောင့်ကျွန်တော်ဘန်ကောက်ဖွင့်လို့မရခဲ့လဲဆိုတော့အာကျွန်တော်စီမှာ ED visa မရှိဘူးဒါအရင်ရေးကြည့်ရင်သူရဲ့ requirement မှာ ED visa နဲ့တာ ီအပန်ကောက်ဖွင့်လို့ရမယ်လို့ပြောထားရပါတော့ကျွန်တော်မှာကဒီ NAN LA visa တော့ရှိတယ်ကျွန်တော်ပြရတယ်သို့တော်ဒီ visa နဲ့တော့ဖွင့်လို့မရဘူးဆိုတော့ပြောရဲဆိုတော့အရေးကြီးဆုံး requirement အနေနဲ့ ET visa ဖြစ်တယ်ပေါ့နော်ဒုတိယတစ်ချက်ကတော့ဒီ university ကနေအ certificate တစ်ခုပြရမယ်လို့အ through ကနေ requirement လောက်လာတယ်ပေါ့နော် STV ကဆိုရင်ကျွန်တော်ဒီချင်းမ University မှာကျောင်းတက်နေတောင်းကို faculty ကနေအ PMS certificate ဖြစ်ခဲ့ဆိုတော့အဲ့ဒီ certificate ရမှာပဲ အဲကျွန်တော်အနေနဲ့ bank account set လုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ passport အမီကခြင်ထားတဲ့အဲမြန်မာလူငယ်တွေကအဲအတိအကအကေ passport အဲ visa ရှိနေရမယ်ပေါ့နော်အဲ့ဒီ visa e visa ဖြစ်နေရမယ်ပြီးကျောင်းကနေ university ကနေပေးတဲ့ certificate တစ်ခုရှိရမယ်နောက်တစ်ခုကဒီ university နေကနေပဲ bank account ဖွင့်ဖို့အတွက်ဒီထောက်ခံစာအာရေးပေးတဲ့စာရွက်တွေရှိရမယ်ဒီအချက်၃ချက်ပြည့်စုံရင်တော့ဒီ bank account ဖွင့်ရတာအဆင်ပြေမှာဖြစ်ပါတယ်ခင်ဗျအားလုံးအဆင်ပြေကြပါစေ